အားလုံးမင်္ဂလာပါခင်ဗျာ Listeners Heaven Channel မှာကြိုဆိုပါရစေကျွန်တော်ကတော့စာဖတ်သူတူရာတင်ဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ဖတ်ပြမှာကဆရာကြီးမဟာဆွေရေးသားထားတဲ့စောရတပင်းဝတ္ထုတွေမှာဝတ္ထုတွေတပုတ်ကိုဖတ်ပြမှာဖြစ်ပါတယ်စောရတပင်းယနေ့ကာလကတားမှာမြန်မာပြည်သို့ထွက်သော SS Act မှာတင်မောပေါ်တွင် အလျားကိုပြီးလုံးပတ်၃မှတ်ရှိသောတန်မဏိပြွန်ပေါင်း120တင်သွားသည် ချိုးပြွန်များမှာတနက်ပြောင်းလုံနိုင်သည်မြမပြည်စိတ်ကန်းသို့ရောက်လျင်ချောင်းမြောင်းတင့်သည် ပလိမင်းကြီးကာလကတာမြမပြည်အတွင်းဝန်ကြီးများရဲ့တခုသောအခန်းတွင်၌စုံနောဘတာဝန်ခံဒုတိယပလိမင်းကြီးက40ကျော်ခန့်မြမအဝအစားနှင့်လူကြီးတူအူအားအထက်ပါခြေနံကိုပြသဆွေးနွေးလျက်ရှိလေတယ်အိန္ဒိယပလိမင်းကြီးမှမြမပြည်ကိုအိန္ဒိယလိုထင်ပြီးစိုးရိမ်ဟန်တူပါတယ် ဒီလိုပြုံတွေအကြီးအသေးအစားအစာမြင်မာပြီးမှသုံးနေကြတာနှစ်ပေါင်းအတော်ကြာပါပြီကျွန်တော်အထင်ဖြစ်ရင်စိုးရင်ပွဲမရှိဘူးလို့ပြောလိုပါတယ်အနောင်စိုးရင်စရာဖြစ်လာရင်အိန္ဒိယကတတိပေးရနေဆိုပြီးကျုပ်တို့ရှက်စရာမကောင်းဘူးလားဆရာဆန်တပုံထားတော့ကမိယထာကြီးနန်းတိုင်နဲ့ပြုံရွရွတွေအောင်လက်နဲ့လှုပ်ကြတယ်မဟုတ်လားမောင်အောင်မြင်ယခုဒီကိစ္စမှာလဲတပုံထားဖို့ရည်ပဲတယ်လို့မင်းကြီးထင်ပါသလားဦးအောင်မြင်က လောင်ပြုံးပြုံးလို့တော့လဲအချက်လူကြီးဖြစ်ဖြစ်စိတ်ကိုချုပ်တီးထားရဟန်နဲ့ဘန်ဂါလေးကြောင့်လှူရှားနေသော စာရွက်ကိုကြည့်ရှုနေလေတယ်။လူငယ်ကလေးတွေထထကြွကြွဖြစ်နေရင်တပုံမထနိုင်အောင်အိုင်ယာလန်လို ကွက်ကြားတိုက်ခိုက်မှုမဖြစ်နိုင်ဘူးလို့မဆိုနိုင်ဘူး။မင်းကြီးကိုခဏခဏအစီရင်ခံခဲ့ပါတယ်။ဗမာကလေးတွေဒီကြည့်အောင်တတ်တိမရှိကြပါဘူး။ကျွန်တော်လဲဗမာမှုအခုလိုအစီရင်ခံရတာဝမ်းနေပါတယ်။ဗမာကလေးတွေမှာ လက်နက်ဆွဲကင်ပြီးအစိုးရနဲ့နင်းလာ၅လအချိန်နဲ့ကြံဖန်နိုင်ရဲ့လူတဦးမှမပေါ်သေးကြောင်းရေရေကြီးအာမခံပါရယ်။မောင်အောင်မြင့်မိတ်ဆွေကြီးပါရင်ရောတပြင်းပါမယ်ဆိုရင်အစိုးရအတော်အကြက်ရိုက်သွားပါလိမ့်မယ်။တို့ကြရင်တပြင်းဟာနိုင်ငံရေးသမားမဟုတ်ပါ။သူဓာရီလုံးလိမ့်မယ်မထင်ပါ။မညီမညွတ်ဖြစ်နေတဲ့ဗမာတွေအကြောင်းတပြင်းကောင်းကောင်းသိပါရယ်။တို့ဖြစ်ရင်ဒီပြုံနေရာဘာအတွက်လူမောင်အောင်မြင့်ထင်းလဲလဲ။ အဆောင်ဦးအသုံးအဆောင်တစ်ခုခုအတွက်ဖြစ်ပါလိမ့်မယ်။ဓမြတိုင်ရဲ့အသုံးချဖို့တနက်ပြောင်းများလုပ်ရင်ရောဗမာတွေကလက်လုံတဲ့လုံတတ်ကြတာတော့မှန်ပါတယ်။သို့တော့ဒီပြွန်တွေကိုပဲမှဘလို့ပဲနဲ့လုံနိုင်ပါမလဲ။ gain ကျွန်တို့ဆွေးနွေးခြင်းဟာအလွန်ဆုံးနေတယ်။ပြွန်တွေရောက်လာတဲ့အခါဘသူကပဲမှအသုံးချဖို့ဆိုလာမောင်အောင်မြင့်တောင်ဝန်ဖြစ်ပါတယ်။ဒီကိစ္စမှာစုံတော်များလေဟင်းရင်ကြီးလေတဲ့အပြစ်ပေးခံရလိမ့်မယ်။ မှန်ပါကျွန်တော်ဂရုစိုက်စ조사ဆောင်ရွက်ပါမယ်ဦးအောင်မြင်ကနေရမှထကမင်းကြီးအားခေါင်းညွန့်နှုတ်ဆက်လျက်ထွက်ခွာရွေသွားလေတယ်သုံးလရက်ခန့်ကြာသောအခါရန်ကုန်စစ်ကမ်း၌ SS အက်မာတင်မိုကြီးကစူးလီဖျားလန်းတတိုင်းတွင်ဝင်ရောက်စိုက်ကပ်နေလေတယ်ကလပီမှမြမပြည်သို့စီးပွားလာရှာကြသောကလားများမြမပြည်မှစီးပွားဖြစ်ပြီးမိမိတို့ပြည်သို့ခေတ္တပြန်သွားပြီး တဖန်ပြန်ရောက်လာကြသောကလားများမှာပြုံးပြုံးရွှင်ရွှင်နဲ့တရားမှအဆုလိုက်အပြုံလိုက်ဆင်း၍လာကြလေတယ်။အသက်40ကျော်ခန့်လူကြီးတယောက်ကအကောက်ဖက်ရှားပြက်အရာရှိနှင့်တူတူကာပြားတယောက်နှင့်တစုံတရာတိုင်ပင်၍နေဟန်တူလေတယ်။တင်မောကြီးမှာက လူများချပြီးနောက်ဆယ်ရန်တရားများဖြင့်ကုံများချ၍နေရာအကောက်ဖက်မှာလည်းထုံးစံအတိုင်းအလောက်ရှုပ်၍နေလေတယ်။နှစ်နာရီခန့်ကြာလျင် ဦးအောင်မြင့်ကတမ္မဏိပြည်များချထားရာသို့ရောက်ရှိနေလေတယ်။ကုံမာသူဤလိပ်စာကိုကြည့်ရှုရာရန်ကုန်မြို့ကွက်လက်လန်း National Workshop ဟုတွေ့ရသဖြင့်အမှတ်မဲ့မှတ်သားထားလိုက်လေတယ်။ပြုံများကိုကိုင်းတွယ်ကြည့်ရာတိုက်တာအင်ယာများတွင် သုံးသောပြုံမျိုးမဟုတ်တန်သားမာချစ်လျက်နှလုံးပြူတနက်ပြောင်းလောက်တုပ်၍တနက်လုံရန်အကောင်းဆုံးဖြစ်သည်ကိုတွေ့ရလေတယ်။ဦးအောင်မြင့်ကဤပြုံများကို ဤသည့်နေရာ၌အတုံးချမဲ့အကြောင်းတိုက်ရိုက်စုံစမ်းတင်တယ်။အခြားနည်းဖြင့်စုံစမ်းတင်တယ်။စသည်တို့ကို အမျိုးမျိုးစဉ်းစားလျက်နောက်ဆုံးတွင်တစုံတရာကို ပိုင်းဖြတ်လျက်အကောက်ဖက်အရာရှိများအားနှုတ်ဆက်ပြီးနောက်ထွက်ခွာသွားလေတယ်။ထိုနေ့ညနေ၌ကကွက်လက်လန်းရှိ National Workshop တွင်အသက်50ခန့်ဟုထင်ရသော လူကြီးတယောက်ကအလုံယုံပိုင်ရှင်နှင့်တူသောလူကြီးတယောက်နှင့်စကားလက်ဆောင်ကြွေနေလေတယ်။ ဒီအလုပ်ဟာအလွန်စီးပွားဖြစ်တဲ့အလုပ်ပဲကျွန်တော်တို့မြန်မာတွေကယခုလိုကြီးကြီးကျယ်ကျယ်လုပ်နေတာမြင်ရတော့ဝမ်းသာပါတယ်ကျွန်တော်များစိတ်ကူးထားတာကြာပါပြီတားကလေးကြီးပင်လာမှပဲလုပ်ဖြစ်တော်တာပဲခုတော့မော်တော်ကားမော်တော်ဆိုင်ကယ်အပြည့်တွေသာမဟုတ်ဘူးပုံနှိပ်ဆက်ဆန်းဆက်တွေလည်းကျွန်တော်တို့နဲ့ဆက်သွယ်ကြတော်တာပဲသူတို့စမ်းသပ်ကြည့်လို့ရှင်းနေကြတာကိုခမရတားဟာရန်ကုန်ယူနီဗာစီတီကထွက်တာလားဟာဟာ ဝေးလိုက်လေဗျာမိကြည့်ဘူးတဘူးမှမလုံနိုင်တဲ့ကြောင်းကျွန်တော်အားမကိုးပါဘူးသူ့ကိုအခြေခံရအောင်အင်းစင်အင်ဂျင်နီယာအကြောင်းကိုပို့ပြီးတော့တခါဂျာမနီကိုပို့ပါတယ်ဒီလိုအလုပ်ရုံတစ်ခုမှလည်းသုံးနှစ်လောက်လက်တွေ့တင်းစီခဲ့တယ်ဒါကြောင့်နာမည်ကြီးနေတာကိုခမကျွန်တော်ဖြင့်ဗမာတဲကဒီလောက်တော်မဲကိုမထင်ခဲ့ဘူးအခုကြည့်လေလူကြီးမြင့်မြင့်တဲ့အတိုင်းပဲတချို့အလုပ်ရုံတွေကသုံးတန်ကိုသာ ဆက်နိုင်ဖြတ်နိုင်ပြုမြင်နိုင်ကြသေးတာကျွန်တော်တို့အလုပ်ရုံကတမဏိကိုဆက်နိုင်ပါတယ်လူကြီးမြင့်ကြီးရဲ့ပြောများကတော့ကာလကတာနာမည်ကြီးအလုပ်ရုံကမို့သူတို့ရဲ့တမဏိစေးစားကိုကြည့်ဖို့ပြီးတော့လူတဲ့နေရာမှာအရေးဖြော်သုံးတန်သုံးဖို့ပါပဲခင်ဗျာအဲ့ဒီဟာတွေကိုကျွန်တော်အနေငယ်မရနိုင်ဘူးလားခင်ဗျာကျွန်တော်အိမ်မှာရေပြုံမှာအသုံးချဖို့ဟာရေပြုံတော့ကာစီကုမ္ပဏီပစ္စည်းနဲ့ပဲဖူလုံပါတယ် တစ်ချက်နာတာကခမရကြည်တယ်ဒီပြွန်တွေဟာနှလုံးပြူတနပြောင်းတစ်လုံးဒီပြွန်တွေဟာနှလုံးပြူတနပြောင်းတစ်လုံးထိုးတနပြောင်း လုပ်ဖို့မကောင်းဘူးလားထိုအခါဧည့်သည်လူကြီးကများစွာအံ့အားသင့်၍သွားဟန်ရှိလေတယ်အလုယုံရှင်ကပင်စကားဆက်လျက်တနတ်မှာပြောင်းအတွက်အရေးကြီးဆုံးပဲစပရင်တို့မောင်းတံတို့လုပ်ဖို့ရာကမခဲရင်ပါဘူးအစိုးရမင်းများသာခွင့်ပြုမယ်ဆိုရင် တနက်တလက်3:40နဲ့လုပ်ပြီးရောက်နိုင်ပါရဲ့ခင်ဗျာကျွန်တော်မှာလွန်ခဲ့တဲ့9နှစ်လောက်က license ယူထားတဲ့နှလုံးပြူတနက်ဟာ225ကျပ်တောင်ပေးရတယ်ဧည့်သည်လူကြီးမှာထိုအချိန်အထိငိမ်းမောနားထောင်နေတုံးဖြစ်လေတယ်ပြည်များနိုင်ငံမှာတော့ကျွန်တော်တို့လိုပပဲဖို့အလို့ယုံကလက်နဲ့ယုံကြီးပြီးဖြစ်ကြတာပဲကျွန်တော်တို့မှာတော့တက်မီးကျပူတောင်လွတ်လွတ်လပ်လပ်မလုံနိုင်ကြဘူးမကြက်လားခင်ဗျာ ဒါကတော့ဥပဒေကရှိတာကိုခမမဟုတ်ရင်ဒါထက်ဒီပြွန်တွေကဒီပြင်းမှလည်းမရောင်းနိုင်ဘူးပေါ့ဟုတ်ကဲ့မရောင်းနိုင်ပါဘူးမော်တော်ကားအိတ်စောပိုက်လေးတဲ့အခါတုံးဖို့နဲ့ဒီတန်တဲ့မျိုးတုံးတဲ့နေရာမှာအရေးပြောင်းအောင်လုပ်ပြီးတုံးဖို့ပါပဲလူစီရင်ကာလကတားကမှားနိုင်ပါတယ်ကျေးဇူးတင်ပါတယ်နောက်အလိုရှိတဲ့အခါအကြောင်းကြားပါရစေဥစုကဧတေလူကြီးကထွက်ခွာ၍သွားလေတယ် လူကြီးကအလွတ်ရုံအမြင်ဘက်သို့ရောက်လျင်ငှားခဲ့သောတက္ကစီကားကို52လမ်းသို့မောင်းစီလေတယ်။52လမ်းတိုက်တတရှိသို့ရောက်သောအခါကားကိုလွတ်လိုက်၍တိုက်အပေါ်သို့တက်ရောက်သွားလေတယ်။မကြာမီရခင်လူကြီးရောက်လျက်စုံတော်ဦးအောင်မြင်ဆင်း၍လာပြီးလျင်စုံတော်မင်းကြီးယုံသို့ထွက်ခွာသွားလေတယ်။ဦးအောင်မြင်ကအုံနောက်အေးပြော်မတက်အမျိုးမျိုးစဉ်းစားလျက်အမြဲဆုံထောင်နေဟန်ရှိလေတယ်။ National Workshop အလုပ်ကိုလည်းအလင်မပေးချေထိုအလုပ်ချုပ်မှာတခါတရံတကောင်အထိအလုပ်လုပ်လျက်နေတတ်လေတယ်ဥအောင်မြင်မှာထိုတို့ညအချိန်မတော်ဓမီဖိုတန်တူတန်ပေတန်တို့ကိုကြားရလျင်လက်နှံများလုံလေသလားဟုတွေးထင်ဟန်ရှိလေတယ်သုံးရာတွင်ဥတင်ဆွေရဲ့ဦးလေးအရင်ဖြစ်ကြောင်းသိရှိရသဖြင့်မပိုင်နိုင်ပဲအနောက်ရှေ့မပေးဝန်အောင်ဖြစ်နေလေတယ်။ဥအောင်မြင်မှာ ဦးတင်စွေအားစောရတပြင်းဟုတင်ကမကင်းဖြစ်သူဖြစ်လျာအလုယုံတမဏိပြုံများနှင့်ဆတ်ဆတ်သောအခါတာ၍စိုးရိမ်မကင်းဖြစ်လေဟန်တူတယ်တလခန့်ကြာသောညတညာ၌ကရန်ကုန်မြို့တစ်ခုသောတိုက်ခန်း၌အစီအဝေးတစ်ခုည7နာရီတွင်ကျင်းပနေကြလေတယ်ဥက္ကဋ္ဌနှင့်ထိုသူမှာမျက်နှဖုံးဆွတ်လျက်ဇပွဲထိတ်ကထိုင်၍နေရာဇပွဲဝဲရာတွင်တဖက်9ယောက်စီဝိုင်း၍ထိုင်နေကြလေတယ် ထိုလူများမှလည်းမျက်နှာဖုံးစိုးလျက်ရှိကြရာမိမိတို့အချင်းချင်းပင်တဦးမျက်နှာကိုတဦးမမှတ်မိကြချေအလွန်အရေးကြီးသောကိစ္စအတွက်တိဝတ်စွာတိုင်ပင်နေကြခြင်းဖြစ်ရာဆောင်ရွက်ရန်ကိစ္စအဝဝကိုတထိလုံသူကတာလျင် စီမံခန့်ခွဲ၍နေလေတဲ့အတင်းသားများမှဥက္ကဋ္ဌရဲ့မိန်ခွန်းကို နားဆိုင်နေကြဟန်ရှိလေတဲ့မင်းတို့ရဲ့သွေးတတ္တိညီညွတ်ခြင်းနှုတ်လုံခြင်းစွန်စားခြင်းများကို လွန်ခဲ့တဲ့နှစ်နှစ်ကစမ်းသပ်ခဲ့ပြီးပြီယခုမင်းတို့အထက်ကနံပါတ်၁နဲ့၂ကိုနှစ်ကြိမ်အသုံးချခဲ့ပြီးပြီ၃ရက်၄ရက်၅ရက်တစ်ကြိမ်စီသုံးပြီးပြီ၆က30အထိမှာယခုပထမအကြိမ်စမ်းသပ်ခြင်းဖြစ်တယ်ယခုအလှဟာလွယ်ကူတဲ့အလှမဟုတ်ဘူးဘူးကြီးပြောဆိုပြီးနောက်မြေပုံတစ်ခုကို ဖြန့်လျက်ဩက္ကဋ္ဌကစကားဆက်၍ဟောတာကာလံဟောတာယထာလံ ဒါကအလုပ်လို့ရမယ်ရွာကိုသွားတယ်လှဲလန်းကားလေးသွားနိုင်တယ်ဒီပုံစံဟာရွာလေးကလမ်းများနဲ့ထွက်ပေါက်ဝင်ပေါက်ဖြစ်တယ်ဒီရွာမှာဒီကလားဟာပစ္စည်း၅သိန်းလောက်ချမ်းသာတယ်သူ့အိမ်မှာလေယာအပေါင်းထားတဲ့စာချုပ်စာရန်စိန်ရွှေလက်ဝတ်လက်စားတွေကိုမိခင်တက်တာနှလုံးနဲ့ထားတယ်အိမ်ထဲရောက်ရင်မိခင်တက်တာကို တွေ့အောင်ရှာတတ်ရမယ်အိမ်နံပါတ်1တန်တကားကိုဘယ်လိုဖွင့်မလဲတန်စားစင်းနဲ့စားပြီး တန်တိုင်းလွှာနဲ့ဖွင့်မယ်စရာနံပါတ်1မိရန်တက်တာတော့တူမရှိရင်ဘယ်နဲ့လုပ်မလဲအလုံယုံသုံးတဲ့ဓမီဘူအားနဲ့တော့ပေါ့မှာစေးထည့်ပြီးဖွင့်မယ်စရာအေးဟုတ်ပြီကလားဆိုတာငွေနှမျောပြီးအသက်သေးခြင်းသေးပါစေငွေကူပေးခြင်းမှာပေးမှာတော့လဲတောင်းလို့ရမယ်မထင်နဲ့ဒီတော့နံပါတ်3ကလက်နက်တွေကို တောင်းဝင်ယူကျန်နံပါတ်များက2ယောက်တည်းတွဲဆရာတင်ထားတဲ့အထိတ်အမှတ်အတိုင်းတွေ့ ြီးတော့ရွာအရှိတမိုင်အကွာမှာဆယ်ယောက်စလုံးစုပြန်နေနေဝင် ဖြိုးပြမှာတော့ကြ အစီအစဉ်မှာကလာအိမ်ဓမြတိုင်မယ်စစ်ပလေများလာရောက်ကြောင်းပြောအားလုံးကာဂီပေါင်းမီယူနီဖောင်းဆရာပြင်းတဲ့အတိုင်းလုပ်တူးစီရုပ်ပြောင်းတဲ့နေရာမှာလည်းအရေးကြီးတယ်ရုပ်ပြောင်းကြောင်းလူမရိပ်မိစေနဲ့အကြီးကိုခေါ်ခဲ့ကလာအိမ်ဝင်ရီရီရာတာလှုပ်မှတန်တကားကိုခုနကလိုဖွင့် အိမ်နဲ့ရောက်တော့စီးပေတော့ အတွင်းမှာ၂ယောက်ဆိုတော်ပြီးအပြင်မှာ၈ယောက်တနတ်၈လက်နဲ့စောင့်နေပစ္စည်းတွေဘယ်နံမှတ်မှာလွှဲရမလဲဆရာနံမှတ်၄ကတင်းလိုက်မယ်ပြီးတော့မင်းတို့ဝေစုဟာဆရာချင်းတဲ့နေရာမှာလာပြီးယူကြရမယ်တယောက်900စီကျင်းတ်ကြရဲ့လားထိုအခါအားလုံးကပင်ကျင်းတ်ပါသည်ဟု ပြောဆိုကြလေတယ်အေးဆရာကြောင့်မင်းတို့သိတဲ့အတိုင်းဆရာဓမြဖို့လုပ်ပေမဲ့ဆရာစားဖို့မဟုတ်ဘူး ဆရာအတွက်တပြားမှမယူဘူးမင်းတို့အတွက်လဲစားရေးတောင်ရေးဖူလုံရင်တော်ရော့ပေါ့မတော်မဆလိမ့်လဲသွားရင်မင်းတို့မှာတာမယားရှိတဲ့လူတွေမှမဟုတ်ပဲလောက်ကျွေးစရာမိပါရှိတဲ့လူအတွက်ဆရာတောင်းဝန်ထားဂိုင်းအစီအစဉ်မှတ်မိအောင်ဟောဒီစာရွက်တရွက်စီယူသွားကြတူးစီယူပြီးနောက်အစီအဝေးလူစုခွဲလိုက်လေတယ်အစပထမ၌အရေးမကြီးဟုထင်မှတ်ခဲ့သောဥအောင်မြင်မှာ တွေးလေစိတ်ရှုပ်လေမိမိမျက်စီပင် ထွေထွေရာရာအဖြစ်အပျက်များမြင်မိလာသဖြင့်ကြောင်ချောက်ချားဖြစ်နေဟန်တူလေတယ်။ National အလုံယုံကြီးကဥအောင်မြင်ရဲ့စိတ်၌တပုံထရာတွင်အုံချသောလက်နှက်ယုံကြည်သဖွယ်ဖြစ်၍နေလေတော့တယ်။မိမိထင်မြင်သလိုစုံစမ်းသောအခါ၌လေထိုအလုံယုံ၌မတော်ကားပြက်များ စိတ်ယုံများမှ မောင်းတံအချို့များဘိန်းများပြင်ဆင်လာကြသည်ကိုသာတွေ့ရတယ်။တဏိတာ၌ကား မိမိဝမ်းထဲတွင်မျိုးသိမ့်မထားနိုင်သဖြင့်တွေးတောပူပန်ချက်များကိုစုံတော်မင်းကြီးနှင့်တိုင်ပင်၍နေလေတယ်။မင်းကြီးမှာဦးအောင်မင်းရဲ့ကြောက်ရွံ့ပြောဆိုသံကိုကြားရသောအခါလောင်ပြုံးပြုံးလျက်မောင်အောင်မင်းတွေးသလိုဖြစ်ရင်ဆရာဆန်းတဘုံလုံးကရှင်တို့အင်္ဂလိပ်တွေပြီးလက်ပြန်မှုရှိတယ်မဟုတ်လား။လက်နှက်တွေအများလူအများနေတောင် နောက်ဆုံးဘာဖြစ်သွားသလဲ။ကျွန်တော်ပြောလို့လာကတဘုံထရတဲ့အချိန်မဆိုးလို့ပါ။ လေပန်းရုံးဆိုင်မြို့လောက်ကိုစီးသွားရင်ခတ်တယ်လို့ပြောလိုခြင်းဖြစ်ပါတယ်။ဥပမာ သူတို့မှာတနက်အလက်300ကျော်နဲ့လေပန်းရုံးဆိုင်မြို့ကိုစီးလိုက်ရင်သူတို့နိုင်မှာပဲ။ကြီးနန်းတွေမိရထားလန်းတွေကိုသူတို့ဖျက်ထားကြလိမ့်မယ်။အဲဒီနောက်မြို့ပေါ်ကလူချမ်းသာပစ္စည်းတွေကိုတိမ့်ပိုက်သွားရင် မခတ်ပေဘူးလား။ဗမာမင်းလက်ထက်ကရွာတိုင်းရွာတိုင်းမှာရှိတဲ့လူတွေဟာအခုလိုရွာတိုင်းမှာရှိတဲ့လူတွေထက်တတိရှိပြီးညီညွတ်ကြပါတယ်။ တာတောင်ဓမြ900စု1000စုနဲ့တိုက်သွားတော့ရွာလုံးကျခံလိုက်ကြရပါတယ်။ယခုလဲမောင်းအောင်မြင်ဘယ်နဲ့ကြောင့်မဖြစ်နိုင်တာတွေပြောနေရသလဲ။ထိုအခိုက်ချာပရာစီတယောက်ကြီးနန်းတစောင်လာပြီးပို့လေတယ်။စုံတော်မင်းကြီးကကြီးနန်းကိုဖတ်ပြီးနောက်မျက်လုံးပြူးသွားလေတယ်။မြို့အရှိဘတ်တမိုင်ကွာရွာတွင်တနက်ဆယ်လက်ပါသောဓမြ100ယောက် KL ပတိအိမ်ကိုဓမြတိုက်သွားရာ ဆင်ရွှေပစ္စည်းတသိန်းပိုနီးပါးပါသွားပါသည်။ရွာသားနှစ်ယောက်ခြေထောက်တနက်မှန်သည်။တကြီးဤနှလုံးပြုတ်တနက်ပါသွားသည်။ဓမြများမှကပ်ပလိအောင်ဆောင်၍ဝင်လာကြသည်။ရွာသားများအမြင်အဖြစ်စစ်ဖက်ကဆိုင်သောတနက်လှန်စုံမျိုးဟုပြောကြသည်။ပလိများသွားသောအခါဓမြများကိုမမီလိုက်ထွက်ခွာသွားကြပြီဖြစ်ပါသည်။ DSP မျိုးစုံတော်မင်းကြီးက မြို့လေကောင်မင်းတိုင်မြင်အမတ်အိမ်တိုက်သောဓမြအမှုမှာမဖမ်းဆီးရမိသေးရင်နောက်တမှုတိုးလာပြန်သဖြင့်များစွာစိတ်ပြတ်သွားဟန်တူလေတယ်။ဦးအောင်မြင်ဆိုရင်တော့အကြောင်းများကိုလည်းဆက်လက်တွေးတောနေဟန်ရှိလေတယ်။မောင်အောင်မြင်ဘယ်နဲ့ထင်တယ်လဲ။မောင်အောင်မြင်ရဲ့မိတ်ဆွေကြီးလိုပဲထင်သလား။ဒီအကြံဉာဏ်မျိုးဆိုရင် သူ့ကိုထင်စရာပဲ။တပြင်းဟာခိုးယုံမဟုတ်ဘူး။ဓမြမှုပါကျူးလွန်နေဆိုရင် သူ့ကိုပုံမူဂယုဆိုင်ဖို့တင့်ပါတယ်။ တပြင်းမှန်းသေးကြရင်တွေ့ရမှာအသေးပြစ်ဖမ်းဖို့အမိန့်ထုတ်ထားပြီးမဟုတ်လားမှန်ပါတနည်းနည်းမှာအသေးဆုံးနဲ့သေပြီးမိရမယ်လို့ယုံကြည်ပါတယ်ဥအောင်ရဲ့ကနေ့စဉ်သတင်းစာတိုင်များနှင့်လည်းအဆက်အသွယ်ရှိသဖြင့်ဓမြမှုအတွက်သတင်းစာတိုင်များသို့ပို့သောသတင်းများကပုံမှုစုံလင်ရမည်ဟုစုံတော်မင်းကြီးထံမှခွင့်ပန်၍ Fraser Land နှင့် Sparkland Town ရှိသတင်းစာတိုက်ကြီးတို့ထွက်ခဲ့လေတယ်။ Editor က C. Julia ဘဲနေဦးအောင်မင်းဘဲကမျက်စိလဲပြီးလာတယ်လေတပြေးလာရှာလာမဟုတ်ပါဘူးကနေဓမြတိုက်တဲ့တရင်များရသလားလို့ဩစစ်ပလိရောင်ဆောင်တဲ့ဓမြဆိုတာလားအဲ့ဒီမယ်လေဘာသာတော်မပြန်ရသေးဘူးရှင်လျာသောခြေနံကိုထုတ်ပြသေးတယ်မြို့နဲ့တမိုင်ဝေးသောရွာတွင် KL ပတိအိမ်ကိုဓမြတိုက်သွားကြောင်းဓမြများသည်စစ်ပလိဟန်ဆောင်လျက်ဘေညာစစ်ချေလှမ်းများဖြင့် တကြီးအိမ်တို့လာကပတိအိမ်တွင်ဓမြတိုင်ကြီးကြား၍အထက်အမင်းအရာနှင့်လာသည်ဟုပြောသည်ဆိုကြောင်းတကြီးလည်းတကယ်မှတ်ထင်၍လိုက်ပါသွားရာပတိကလည်းတကြီးပါလာ၍တကားဖွင့်ပေးလက်ခံထားရာ ထို့အခါကျမှတကြီးနှင့်ပတိအိမ်သားများပါကြိုးနှင့်တုပ်ပြီးမိခင်တတတော်လည်းတောင်းကြောင်း မပြီးဘဲနေသောအခါမိခင်တတကိုတမင်းနှင့်ရှို့၍ဖွင့်ကြကြောင်းရွာသားများရှိမိပြီးဝိုင်းကြရာ ထို့အချိန်မှည9နာရီခန့်ရှိသေးကြောင်းအပြင်မှဓမြရှိရောက်တနက်ရှိလက်နှင့်စောင့်နေပြီးအနာသူမြည်သူမျှမကက်ရဲကြကြောင်းဓမြထဲမှကလားအိမ်တိုက်တာ ခမည်းတော်နဲ့မဆိုင်ဘူးတို့လည်းပမာခမည်းတော်လည်းပမာဝန်တန်လူကြပါဟု အော်ဟစ်ကြသေးသည် ဆိုကြောင်းဓမြများကပစ္စည်းများကိုယူပြီးတကြီးနှင့်ပတေးကိုတစားကန်ခေါ်သွားကြောင်းပစ္စည်းအစုစုတသိန်းဘူးခန့်ပါသွားကြောင်းပလိဖက်တို့ ရွာကောင်းသွားရောက်အကြောင်းကြားရာ လူစုနေရယူနီဖောင်းလဲနေရလက်နက်ပြင်နေရမော်တော်ကားရှာနေရနှင့်ဓမြများထွက်သွား၍တနာ ਈ ကြောကြမှရောက်လာကြကြောင်းတကြီးရောက်ပါနှစ်ယောက်မှာဓမြများနောက်အတင်းလိုက်၍ခြေသလုံးတွင်ဒဏ်ရာများရရှိကြကြောင်းတည်င်းအကျယ်နောက်ထပ်ပို့ပါမည်တည်င်းတော့ဒီဓမြမှုဟာတော်တော်ကြီးရဲ့မှတ်တယ်ဥအောင်မြင်ကြီးရပါဗျာ ငွေတသိန်းဖို့နေပါပါသွားတယ်ဓမြမှုဆိုရင်ဒီတစ်နှစ်လုံးမှာဒီတမှုပဲရှိသေးတယ်။ကဲခွင့်ပြုအောင်နှုတ်ဆက်ကစင်လာခဲ့လေတယ်။မတော်ကားပေါ်၌ဦးအောင်မြင့်ရဲ့စိတ်တွင် National အလုံယုံကြီးနှင့်ပူးတွဲကအလန်တောင်မြင်လို့မြင်အိုင်ယာလန်စင်ပိန်အရေးတော်ပေါ်မြင်လို့မြင်နှင့်ထင်ချင်းတယ်လို့ထင်ကမတော်ကားလည်းခကြီးတူတူကလေးဖြစ်သောအတွင်းဝင်ရုံခန့်ထဲသို့ဝင်ရွှေ့သွားတော်မှအေး တပြင်းတပြင်းပူ၍နှုတ်မွန့်ကြီးတွားလိုက်လေတော့တယ်။သူရိယမဂဇင်းဩဂတ်စ်လ1938ခုနှစ်နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။